ဒီကင်မရာက Fuji Flynn ရဲ့ XH2S ဆိုတဲ့ကင်မရာဖြစ်ပါတယ်။အခုလက်ရှိကျွန်တော်တို့အာ BNH store မှာအာ body only အသစ်ကိုဒေါ်လာ2900ရှိပါသေးတယ်။ US ဒေါ်လာ2900ပေါ့နော်။ဆိုတော့ဒီကင်မရာကအခုအသစ်ထွက်တဲ့ Canon ရဲ့ full frame Asset Mark 3ထပ်စာလို့ရှိရင်ဒေါ်လာ100ဈေးကြီးနေပါသေးတယ်။ crop frame เนาะ ဘာဖြစ်လို့များဒီကင်မရာကဒီ2900 baby boy ရမှာလဲပေါ့เนาะဆိုတော့အဲ့ဒါအကြောင်းကိုကျွန်တော်ဒီနေ့မှာ review လုပ်ပေးမှာဖြစ်ပါတယ်အာဒီဗီဒီယိုရိုက်နေတဲ့အချိန်မှာကျွန်တော်ဒီကင်မရာကိုအခုရောင်းလိုက်ပြီဖြစ်ပါတယ်အဲရောင်းလိုက်ပြီပေါ့เนาะအဲအဲ့ပါပဲ အရင်ဆုံး spec တွေမရုပ်ပြခင်မှာဒီကင်မရာရဲ့ line နဲ့ကိုကျွန်တော်အရင်ဆုံးပြောပြပါမယ် Fuji Flynn အာ X series ပေါ့နော် X series ဆိုတာကကျွန်တော်တို့ APS-C crop frame Fuji Flynn ကင်မရာတွေမှာထိတ်တကထိတ်ဆုံးမှာရှိပါတယ် HD4 လို့ HD5 လို့ရှိရဲအဲ့ပေါ်မှာ X Pro လို့ဘာလို့ရှိရဲအဲ့အပေါ်မှာဒီ series ရှိပါတယ်သူ့ထက်မြင့်တာကကျွန်တော်တို့ GFX series ပဲရှိတော့ရှိတော့တယ်ပေါ့နော်အာအဲ့လိုမျိုးကင်မရာဖြစ်ပါတယ် အဲ့တော့ဟို flagship ပြတယ်လား flagship ကင်မရာဆိုတော့အာသူ့ body ကလုံးဝအကိတ်ကြီးလာတယ်အာဒီ body ဆိုလို့ရှိရင်ကျွန်တော်တို့ A7 series ပေါ့နော် A7S3 ဟို A74 တို့ A1 ဟိုအဲ့လိုမျိုး body နီးနီးကိုအလေးချိန်လည်းရှိတယ် size လည်းကြီးတယ်အဲပြီးတော့ဒီဘေးနားမှာကျွန်တော်တို့ရွတ်သမျှအပေါက်တွေအကုန်ပါတယ် အာ full size HDMI နော် type C တော့ headphone jack တော့ပြီးလို့ရှိရင် mic jack တော့အကုန်ပါတယ်အာပြီးလို့ရှိရင် cassette လောက်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ CF Express type B high speed နဲ့ကျွန်တော်တို့ရိုက်လို့ရတယ်ပြီးလို့ရှိရင်အာ UHS to SD ဆိုလောက်ပေါ့နော်အဲ့လိုမျိုးဟာပါတယ် body ကအဲ့လိုမျိုး weather sealing လည်းဖြစ်တယ်ဟိုအဲ့လိုဗျာအကြံပိုင်းရိုက်လို့ရတယ် body ဗျာပြီးတော့ဒီမှာ LCD တိတိလေးလေးပါတယ် LCD ပါအဲ့လိုအပေါ်မှာ LCD ဒီလိုမျိုးတေးသေးလေးပါတယ်ဆိုလို့ရှိရင်တဲ့ရလား Canon တို့ Nikon တို့ဆိုလို့ရှိရင်ဒါဟိုဘယ်လိုပြောမလဲဈေးကြီးတဲ့ကင်မရာဗျာတဲ့ရလား professional ကြီးတဲ့ကင်မရာအဲအဲ့လိုမျိုးရုပ်ပေါက်တယ်ဗျာတဲ့ရလားအဲပြီးတော့သူကအဲဟိုဘယ်လိုပြောမလဲ HD series နဲ့မတူတာကဒီဟိုပါဘောနော်အပေါ်မှာကျွန်တော်တို့ဟို exposure compensation die တို့အာ shutter speed die တို့ ISO die တို့မပါတော့ဘူးကျွန်တော်တို့ DSLR ပုံစံမျိုးကျွန်တော်တို့ Sony ကင်မရာတွေမှာလို့တွေ့ရတဲ့ပုံစံမျိုးအာ PASM die ပေါ့နော် PASM ဒီ mode die နဲ့ဖြစ်သွားတယ်အာပြီးလို့ရှိရင်ဒီမှာ custom function တွေရှိရယ် movie recording ဟိုဟာရှိရယ်အာအကုန်ပါတယ်ဗျာတဲ့လားအဲ telelamp နဲ့ပါတယ် telelamp ဆိုတာကျွန်တော် video ရရင်လင်းနေပြီလေပေါ့နော်ဟုတ်ပါဦး telelamp ဒီဘက်မှာငါလည်းပါရပြတယ်အဲဒီထဲမှာဒီမှာအဲအဲ့ဒါလေးလေးပါတယ်အာတို့တမရအကုန်ပါတယ်ပြီးလို့ရှိရင် stack sensor ပါတယ် စတက်ဆန်ဇာကဒီကောင်းရင်အဓိကအားတာချက်ပေါ့နော် selling point လို့လည်းပြောလို့ရတယ်စတက်ဆန်ဇာဆိုတာကကျွန်တော်တို့ဗမာမြင်တွေ့ရလဲဆိုလို့ရှိရင် Sony မှာဆိုလို့ရှိရင်ကျွန်တော်တို့စောက်ရမ်းဈေးကြီးတဲ့ Sony A9 တို့ Sony A1 တို့လိုမျိုး flagship camera တွေမှာပဲမြင်ရတယ်အဲဒီလိုမျိုးဟာထဲမှာဒီလောက်ဈေးနဲ့စတက်ဆန်ဇာရရတယ်ဆိုတာကဒီတစ်လုံးပဲရှိရပေါ့နော်ဒါမှမဟုတ်တစ်ခုလို့ရှိရပေါ့ APS-C crop โอเคထားပါ ပြီးတော့ရှင် stack samsung မှာတော့26 megapixel ဆိုတော့အဲဓာတ်ပုံရိုင်းလည်းအတော်ပဲဗီဒီယိုရိုင်းလည်းအတော်ပဲဟိုမများလည်းမများလည်းမများဘူးမနေလည်းမနေတဲ့အာ resolution လို့ကျွန်တော်တို့ပြောလို့ရတယ်အာပြီးလို့ရှင် ကျွန်တော်တို့ဓာတ်ပုံရိုင်းမယ်ဆိုလို့ရှင်လည်း continuous ရိုင်းမယ်ဆိုလို့ရှင်တော့သူက electronic shutter နဲ့ကို40 frame per second ရတယ် mechanical shutter နဲ့ဆိုတော့အာ15 frame ရတယ်ပေါ့နော်15 frame per second ရတယ်ဒီဟာကကျွန်တော်တို့ တော်တော်ကြီးလုံလောက်တဲ့ပပန်းနာလို့ပြောလို့ရတယ်အဲတော်ယုံတန်ယုံအဲ fashion shoot တွေရောဘာတွေရော sport တွေရောဘာတွေရောရိုက်မှာဆိုလို့ရှိရင်အရန်အမြန်နဲ့ real speed နဲ့ကင်မရာလို့ကျွန်တော်တို့ပြောလို့ရတာပေါ့နော်အဲ့ဒါကြောင့်လည်းဒီလောက်ကြီးစိတ်ပေးနေရတာပေါ့နော်အဲ့တော့ကြီးစေးပေးရတဲ့ဟာမှာတစ်ချက်ဘာရှိသေးလဲဆိုလို့ရှိရင်သူက open gate ရိုက်လို့ရတယ် open gate ဆိုတာကကျွန်တော်တို့ပုံမှန်ဗီဒီယိုတွေအခုလိုမျိုးဗီဒီယိုတွေဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုမျိုး16ရှိရဒီလိုမျိုး9ပေါ့နော်16 9 ratio နဲ့ရိုက်တာသူကကြတော့ အဲကျွန်တော်အရင်ဗီဒီယိုတွေတွားကြည့်တဲ့အဲ့ဒီမှာဆိုလို့ရှိရင်ကျွန်တော်အာ 3x2 especially show နဲ့ကျွန်တော်ရိုက်ထားတာတွေ့လိမ့်မယ်အဲ့ဒါ open gate ပေါ့နော်ကင်မရာရဲ့ sensor တစ်ခုလုံးကိုတုံးပြူပြီးတော့ဗီဒီယိုရိုက်တဲ့ feature ပါတယ်သူက open gate ရိုက်မှာဆိုလို့ရှိရင် 6.2k ပေါ့နော် 6.2k ဆိုတာရေတော်တော်များတဲ့ပမာဏလို့ကျွန်တော်ပြောလို့ရတယ် 6.2k ကိုမှအာ open gate ရိုက်လို့ရတယ်ပြီးလို့ရှိရင် 4k 120ရိုက်လို့ရတယ် 4k 120ဆိိုတာကကျွန်တော် A7S3 မှာရိုက်လို့ရတဲ့ဟာပေါ့နော် ဒါပေမဲ့ 4K 120ကဒီမှာကဘာနဲ့ limit သွားလောက်ထားလဲဆိုလို့ရှိရင်အဲသူက high speed mode high speed recording only ပေါ့နော် high speed recording ဆိုတာကျွန်တော်တို့ HFR recording ကအတန်မပါတဲ့ 4K 120ပေါ့နော်အဲ့လိုမျိုးပုံစံနှမျိုးနဲ့ပဲရိုက်လို့ရမယ် Sony တွေဆိုလို့ရှိရင် SNQ mode လိုမျိုးအဲ့လိုမျိုးမှာပဲကျွန်တော်တို့က 4K 120ရိုက်လို့ရမယ်ပေါ့နော်ဒါပေမဲ့ဟို 4K 60ကိုကျွန်တော်တို့ no crop နဲ့ရိုက်လို့ရတယ် no crop ဆိုတာကထပ်မ crop ဘူးပေါ့ဗျာ extra cropping မရှိဘူးအဲ့လိုဟာမျိုးလည်းရိုက်လို့ရတယ် ပြီးလို့ရှိရင်ကျွန်တော်တို့ video format တွေကြည့်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့422 ProRes H2 ရလို့ရတယ်အဲ့တော့422ဆိုတာကဘာလဲဆိုတော့ကျွန်တော်တို့ဗျာတည်းလား video ရိုက်တဲ့ကောင်တွေတော်တော်များများမမောတဲ့အာ format ပေါ့နော်ဒါပေမဲ့ကျွန်တော်အခုနောက်ပိုင်းတော်တော်များများကင်မရာတွေမှာတော့ internally ရိုက်လို့ရအောင်လို့လုပ်ပေးတာဖြစ်ပါတယ်ဒါပေမဲ့တရားဥုံဆုံးပေါ့နော်ဥုံဆုံး 4K ProRes ကိုထည့်ပြီးတဲ့ကင်မရာလို့ပြောလို့ရတယ်လူမဲ့ရှိသေးတယ်ဥုံဆုံးပေါ့ဒုတိယ image quality ကကြတော့ဘယ်လိုပြောမလဲစောင့်ရမ်းလိုက်တယ်ဗျာတလား तू ကထွက်လာတဲ့ video ရုပ်ထွက်ကကျွန်တော်ဘာနဲ့မှမတူဘူးတကယ်ပြောတာမနောက်ဘူးတော်တော်ကောင်းတယ်ကောင်းတာထက်လွန်တယ်လို့ပြောလို့ရတယ်အဲ Sony ထက်လည်းကောင်းတယ်ဆိုတော့တကယ်ပြောတာ Sony color ထက်ဒီကထွက်လာတဲ့ video ရုပ်ထွက်ကလုံးဝ အနှစ်ပြတက်လာဆောင်းရမ်းမိုက်တဲ့ရုပ်ထွက်မျိုးနဲ့ကျွန်တော်ရိုက်လို့ရမယ်အာဘယ်လိုပြောမလဲ stabilization ကလည်းမစိုးပါဘူးပေါ့နော်ဟိုအရင်စိုးတဲ့ထဲမပါဘူးဟိုအတင့်အတက်ပေါ့နော်အတင့်တင့်ကောင်းတဲ့ထဲပါတယ်ဘယ်လိုမျိုးတွေရှိပါလဲဆိုတော့အဲ့ဒါကြောင့်လည်းဒီချိန်အထိဒီကောင်းရဲ့ဈေးရမာနေတာပေါ့နော်အဲကျွန်တော်ထိုင်းမှာဆိုလို့ရှိရင်တော့ဈေးရမကြသေးဘူးအခုချိန်အထိ အာကျွန်တော်အခုရောင်းလိုက်တာဘယ်လောက်လဲ5000 8000နဲ့ရောင်းလိုက်တာကျွန်တော်ဝယ်တော့6000ကျော်တယ်အဲအဲ့လိုပေါ့နော်အဲ့5000 8000ဆိုတာကအခုချိန်မှာကျွန်တော်တို့ second hand market ထဲမှာမှွေနောက်မယ်ဆိုလို့ရှိရင် A74 ရတယ်အဲပြီးလို့ရှိရင် Lumix ရဲ့ S5 2X ရတယ်ပေါ့နော် full frame နေ full frame နေကိုမဒီ body only second hand ဈေးထက်ကိုဈေးပေါ်ပြီးတော့ရတယ်ပေါ့နော်အဲ့တော့ဒီကင်မရာက ဘလို့လူတွေကြိုက်ကြတာလဲဘလို့လူတွေဝယ်ကြတာလဲဆိုတော့ရှင်းပါတယ်ကျွန်တော်လိုမျိုးကောင်းနေဝယ်လိမ့်မယ်အခုအခုဝယ်သွားတယ် brother ဆိုလို့ရှိရင်ကျွန်တော်လိုမျိုးပေါ့နော်ဒီယာမဒီယာ Fuji Flame Fuji Flame SH2M plus SH2S Fuji ကထွက်လာတဲ့ Open Gate 6K ProRes ကိုမှလိုချင်နေဆိုတဲ့လူတွေ only သာဒီကင်မရာကိုဝယ်ပါလိမ့်မယ်သူ့မှာကပြစ်ချက်လေးနေနေရှိတယ်အာ review ဆိုတဲ့အတိုင်းခုနရှေ့ရဟာတွေအကုန်လုံးကကောင်းနေပေါ့နော်ဒါပေမဲ့ မကောင်းတဲ့ဟာလည်းကျွန်တော်ပြောပေးဦးမယ်။ရောင်းတာတော့ရောင်းပြီးွားတယ်ဒါပေမဲ့မကောင်းတာတော့ပြောရမှာပဲမတတ်နိုင်ဘူး။မကောင်းတာကကျွန်တော်တို့ long time recording မရဘူး။ long time recording ကကျတော့အခုအာ A74 လို့ပါဘူးလေဖြစ်တာပါပဲ။အကြာကြီးရိုက်လို့ရှင် heat တက်တယ်။ကျွန်တော်ဒီအခုရိုက်နေတာ H4 နော်နောက်ဆုံးတော့သူနဲ့ကျွန်တော်ပဲကြာမှာပဲ။ အာ AC4 တုံးကလည်းအဲ့လိုမျိုး AC4 တုံးကကျတော့မိနစ်30 record limit ရှိရပါတော့။သူကကျတော့မိနစ်30ထက်တော့ပိုရိုက်လို့ရတယ်ဒါပေမဲ့ over heat issue ရှိတယ်။ဒါပေမဲ့နောက်မှ fan တက်လို့ရတဲ့အပေါက်လေးတော့ပါတယ်။ fan စီးကြီးတော့ကျွန်တော်မဝဲဘူးဒီတိုင်းပဲရိုက်တယ်။ဒါပေမဲ့တခုရှိတာကကျွန်တော်တို့ wedding တွေတို့ဘာတွေတို့တော့ပေါ့နော်အဲ့လိုမျိုး 4K 60 ProRes ကိုမှထောက်လျှောက်ကြီးအာ long time recording အဲ့လိုမျိုးတရတနိုင်ကျော်လို့ပါတော့ထောက်လျှောက်ကြီး မစွဲရဘူးဆိုလို့ရှိရင်တော့ကိစ္စမရှိဘူးအဲ့လောက်ကြီးဟိုယူရမယ်အနေထားမျိုးမှာဆိုလို့ရှိရင်တော့ကျွန်တော် FX30 တို့ FX3 တို့ FX2 တို့စသဖြင့်အဲ့လိုမျိုး internet fan ပါတဲ့ series တွေကိုကျွန်တော်ပို့ပြီး recommend ပေးတယ်ဒါကအဲ့လိုမျိုးရိုက်လို့မရဘူးဒါပေမဲ့အဲ့လိုတည်းဟလာအတူလေးပြီးပေါ့နော်9မိနစ်တစ်ဖြတ်တို့10မိနစ်တစ်ဖြတ်တို့အနည်း30တစ်ဖြတ်တို့အဲ့လိုမျိုးရိုက်မယ်ဆိုလို့ရှိရင်တော့ဒီကောင်ကဆောင်းရမ်းကြမ်းတဲ့ကင်မရာ မနောက်ဘူးတကောတော်တော်ကျန်းတယ်ကျွန်တော်တော့မှဟိုပြီးကျွန်တော်ဘာလို့ရောင်းလဲဆိုတော့ပြောပြရမယ်အာပြီးလို့ရှိရင် auto focus ပေါ့နော် auto focus ကအခုကျွန်တော်ဒီဘယ်လိုပြောမလဲ HD4 လဲပြဿနာတော့ရှိတာပဲတဲ့လားဟို Sony လိုမျိုးဟို flap 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 လိုမျိုးတဲ့လား hyper hyper ဖြစ်နေတဲ့ auto focus မျိုးမဟုတ်ဘူးပြတဲ့လားဒါပေမဲ့ဒီလိုမျိုးလက်ခံလို့ရတဲ့ auto focus အနေထားတော့ရှိတယ်သူရဲ့ပြဿနာကဘာလဲဆိုတော့ကျွန်တော်တို့ တော်တော်များများသိလိမ့်မယ် Fuji Film နေ firmware update ထွက်လာပြီတဲ့ firmware update ထွက်လာပြီးတော့ auto focus ကဒီလောက်ကို reliable မဖြစ်တော့ဘူးပေါ့နော်အဲ့လိုအဲ့ပြဿနာလေးရှိတယ်ဒါပေမဲ့ကျွန်တော်ဒီကောင်းကို firmware မတင်တာဘူး firmware မတင်တာတော့ကောင်းတယ်ပေါ့နော်ဟိုသူ့ firmware အမြင့်နေရတော့နည်းနည်းတိုင်ပတ်တယ်ပေါ့နောက်ပြီးလို့ရှိရင်အဲ Fuji Film ရဲ့ပြဿနာ Fuji Film ကဒီ SH2S ကင်မရာကိုပြစ်ထားတယ်ပေါ့နော် သူကထွက်တာလည်းနည်းနည်းတော့ကြပြီဒါပေမဲ့ firmware update နဲ့ဟိုဒီဟာကဗျာတည်ရလားသူစရောင်းကလေးကိုကအဲ့လိုမျိုး video ဦးစားပေးကင်မရာဆိုပြီးတော့ရောင်းခဲ့တာပဲဒါပေမဲ့အခုချိန်ထိကျွန်တော်တို့ shutter angle နဲ့ရိုက်လို့မရဘူးအာပြီးလို့ရှိရင်တချို့ GFX RF ပေါ့နော် GFX RF ဆိုတာကအာ range finder double camera အလိုဟာမျိုးမှာတော့ပါတယ်ကျွန်တော်တို့ wave form တို့ဘာတို့ညာတို့တွေမပါဘူး ပြီးလို့ရှင် open gate ရိုက်လို့ရတယ် open gate ရိုက်လို့ရပြီးတော့ကျွန်တော်တို့ anamorphic d squeeze လုပ်လို့မရဘူး in camera ထဲမှာအဲ့တော့ monitor တိုက်ရိုက်မှာရမယ်အေးအဲ့လိုအဲ့လိုမျိုးပေါ့နော်သူ video centric camera ဆိုပြီးတော့ video feature တွေကို firmware မှာမထည့်ပေးတာမထည့်ပေးသေးဘူးအဲ့နောက်ပြီးတော့သူ့အပေါ်က gear face တွေပေါ့နော် gear face ကဟိုတပ်ပုံဦးစားပေးကင်မရာတွေဗျာသူတို့မှာတော့မှာ ဒီဘက်မှာ type c ပါတယ် type c ကနေပြီးတော့ ssg ကို record လမ်းလုပ်လို့ရတယ်အဲ့လိုဟာတွေ firmware update မှာမပေးဘူးပေါ့နော်တက်တက်မရိုင်းတာပေါ့နော်မှာ type c ပါအဲ့အဲ့တစ်ချက်လေးတွေရှိတယ် channel ပြည့်ချက်ကတော့ဘာမှမရှိဘူးကျွန်တော်ပြည့်ချက်အာရုပ်ထွက်ပိုင်းနဲ့စိုင်းနဲ့ပြည့်ချက်ကျွန်တော်တကူးမှရှာမတွေ့ဘူးအဲ့တော့ body နဲ့ပတ်သက်တဲ့ပြည့်ချက်ပိုင်းလည်းကျွန်တော်တကူးမှရှာမတွေ့ဘူးဆိုတော့ကျွန်တော်ဘဝမှာ အကြိုက်ဆုံးကင်မရာတွေပါတယ်ပေါ့နော်ကျွန်တော်နဲ့ kait တဲ့အကြီး kait တဲ့ကင်မရာတွေမှာပါခဲ့တယ်ကျွန်တော်နဲ့လည်းလုံးဝအသုံးတဲ့တဲ့ကင်မရာတွေပါခဲ့တယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်ကဒီ HD4 kait နေတာဆိုတော့ Fuji lens တွေများတယ် Fuji lens မှာမှကျွန်တော်တို့ video အသားပေး progress လေးရိုက်လို့ရ open gate လေးရိုက်လို့ရတယ်ဆိုတော့ဒီတလုံးမဲ့ရှိတယ် this way မဲ့ရှိတယ်ဒါပေမဲ့ကျွန်တော်ဘာလို့ရောင်းလိုက်လဲဆိုတော့ကျွန်တော်ကအခု full time job လုပ်နေတယ်အာကျွန်တော်ခုဘက်မှာ 2 TB SSD နှလုံးရှိတယ်အဲ့ထဲမှာကျွန်တော် edit မလုပ်ရသေးတဲ့ဗီဒီယိုတွေအများကြီးရှိတယ်အခုဗီဒီယိုတော့မှဒီဟာရောင်းမယ်ဆိုတော့ကျွန်တော်အခုကောက်ပြီးရိုက်တာဗျာသိလားဟာဒီညနေကျရင်ဒီဟာတော့ပြန်ပို့ရအောင်ဟိုရောင်းတာရောင်းပြီးပါတယ်ဒါပေမဲ့ bro ကျွန်တော်ဒါလေးရိုက်ချင်တယ်ဆိုတော့ကျွန်တော်ပြန်တောင်းပြီးယူလာအဲ့လိုမျိုးပေါ့နော်ဆိုတော့အာတနည်းပြည့်တဲ့အချိန်မှာကျွန်တော်ဒီဟာနဲ့ခွဲခွာပါတော့မယ်ဒီဟာကတော့ Fuji Flynn SH2S ရဲ့ review ဖြစ်ပါတယ် ဝယ်ရမလားမေးလို့ရှိရင်တော့သူ့ဈေးတန်းမှာ A74 ရွေးစရာရှိတယ်ဟဲ့ဟဲ့ A72 ရွေးစရာရှိတယ်အဲ S52X ရွေးစရာရှိတယ်နောက်ထပ်ဘတ်2000လောက်ဘတ်2000ပေါ့နော်ဘတ်2000လောက်ထပ်ပြီးစိုက်မယ်ဆိုလို့ရှိရင်အဲ Nikon Z အာဝယ်လို့ရတယ်အာပြီးလို့ရှိရင် Nikon Z73 ဝယ်လို့ရနေပြီပေါ့နော် body only အဲ့တော့ စဉ်းစားပါတော့တည်ရလားဟိုဒီရလိုရဲ့လားပေါ့ကို့အတွက်ဒါပေမဲ့ကျွန်တော်လူမျိုးနံပါတ်1ဖူဂျီမဖူဂျီဆိုတဲ့ကောင်းနေအာပြီးလို့ရှိရင်ဖူဂျီရဲ့ကာလာမှတ်တဲ့ကောင်းနေပြီးလို့ရှိရင်ဟိုတည်လားဟိုဒီလိုမျိုး auto focus အရင်လည်းမြန်နေစရာမလိုဘူးအာဗီဒီယိုလည်းအဲ့လိုမျိုးလှလှလေးတွေအဲ့လို cinematic movie ဆန်းဆန်းရုပ်ရှင်ဆန်းဆန်းရိုက်ချင်တယ်အာပြီးတော့ progress လေးရိုက်ချင်တယ်အဲပြီးတော့ဟိုလိုမျိုး long take တည်းတဲ့လားဟိုလို wedding no bar တို့လိုမျိုးရိုက်ဆရာမလိုဘူးဆိုတဲ့လူတွေဆိုလို့ရှိရင်တော့ချတာချပလိုက်နောင်တမရတဲ့ကင်မရာပြောတဲ့လားဆိုတော်တော် mic တဲ့ကင်မရာလို့ကျွန်တော်ပြောလို့ရပါတယ်အနောက်ဘာပြောစရာကြံသေးလဲဒါပဲအော်အဲ့ဒါပါပဲဒီကတော့ Fuji Flame ASH2S ရဲ့ review ဖြစ်ပါတယ် ဆိုတော့နောက်ဗီဒီယိုကြရင်ပြတ်တွေ့ပါမယ်ပြောတာပြောတာပါဟုတ်လို့ကြံတဲ့ဗီဒီယိုလာကျွန်တော်အဲ့တည်းမလုပ်ပါသေးဘူးဆိုတော့ဆိုတော့ပါပဲကျွန်တော်မြိုက်တာကြတော့ကျွန်တော်စကရင်တော့တော့ကြည့်နေတယ်စကရင်ကိုကြည့်ရမှာမဟုတ်ဘူးဒီကိုကြည့်ပြီးပြောရမှာ sorry ပါကျွန်တော်မြိုက်တာကြာသွားပြီတော်တော်ကြာသွားပြီခုလိုပြန်တွေ့ခုလိုပြန်လဲဆောင်တွေ့ရတာမှန်တာပါတယ်တာ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 